လက်တွေ့ကမ္ဘာမှာဇွန်မီဗိုင်းရပ်စ်တွေကိုတကယ်ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့အခါဇလန်းဆမှာတော့မြို့ပြနဲ့ဝေးကွာနေတဲ့ကျေးလက်ဒေတာလေးတခုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီအချင်းကျေးလက်ဒေတာမှာကင်းလဲနေတဲ့ရေးရာရှိကားတစီးကိုကရေးကိစ္စရှိလို့တနေရာကိုကင်းသွားလှည့်ရင်ကွန်တိန်နာတခုကိုဖွင့်လိုက်တဲ့အခါတော့ရုတ်တရက်ထမှန်ဖီနေတဲ့ခွေးတကောင်ကိုမြင်လိုက်ရပါတယ်။ခွေးကအစမပြတ်မှန်ဖီပြီးရန်လိုနေတာကြောင့်ရဲကတော်တော်လေးရှောင်တိန်လိုက်ရပါတယ်။ဒါနဲ့ရေးရာရှိလေးမတတ်နိုင်တဲ့အဆုံးခွေးကိုကျိုးနေချီပြီးထိန်းချုပ်လိုက်ပါတော့တယ်။အဲ့ဒီအချင်းနေဆိုတဲ့ရေးရာရှိကခွေးကိုထိန်းချုပ်ဖို့လှုပ်ပါတော့တယ်။ ဒီလိုနဲ့ကြိုးချီထားတဲ့ခွေကရုတ်တရက်ထွက်လာပြီးတစ်ဖက်ကရဲရရှိကိုစတင်တိုက်ခိုက်ပါတော့တယ်။တစ်ဖက်လူလဲကြသွားအောင်တိုက်ခိုက်အဆုံးစွန်ကိုရန်မှုပါတော့တယ်။နောက်ဆုံးမှာတော့နေစလေလက်အောက်ငယ်သားအမှုတန်းအခုလိုခွေကိုက်ခံရရကိုမြင်တော့တနက်နေ့ပြစ်တက်လိုက်ပါတော့တယ်။ တဖက်ကလည်းရဲရရှိကရစရာမရှိအောင်ခွေးကြိုက်ခံထားရတာကြောင့်တော်တော်လေးကိုနာကျင်နေခဲ့ပါတယ်။လမောင်းတစ်ခုလုံးလည်းပပလဲဒဏ်ရာတွေရထားတာကြောင့်စိတ်ကူတရတော့မှာဖြစ်ပါတယ်။တဖက်မှာလည်းနေစကတားဖြစ်သူပြောင်းနေတာကြောင့်တော်တော်လေးစိတ်ထိခိုက်နေတာဖြစ်ပါတယ်။တဖက်မှာလည်းတားဖြစ်သူပြောင်းနေတဲ့စိတ်အလုံးထဲမှာလည်းပြဿနာအစုံကြုံနေတာမို့တော်တော်လေးကိုစိတ်ထိခိုက်နေပါတယ်။ဒီနေ့မှာတော့နေရိုစကန်ကိုလူတယောက်ခွေးကိုကြိုက်ခံရတယ်ဆိုပြီးတိုင်ချက်လာဖွင့်ပါတယ်။ပိုင်ရှင်ရောသူ့ကိုကြိုက်တဲ့ခွေးကိုရောအေးအေးယူပေးဖို့တိုင်ချက်လာဖွင့်တာဖြစ်ပါတယ်။ဒါတွေကိုနေတယောက်လောလောဆယ်အာယုံမဆိုင်နိုင်သေးပါဘူး။သူသားလေးပြောင်းနေတာ ကြောင့်စိတ်ထဲမှာတော်တော်လေးအခြေအနေမကောင်းတာကြောင့်သူ့အမှုတွေကိုသူစိတ်ဝင်စားနေတာဖြစ်ပါတယ်။စိတ်ထဲမှာအသားလေးကိုအများဆုံးပြန်တွေးနိုင်မှုအတွက်စူးစမ်းရှာဖွေဖို့သာတွေးနေတာဖြစ်ပါတယ်။ဒီလိုနဲ့နေစရောင်းအိမ်ပြန်ရောက်လာတော့လေမိမဖြစ်သူကအသားလေးပျောက်တာကြောင့်အရက်တွေတောက်ပြီးထင်ရဆိုင်နေခဲ့ပါတယ်။ရေအောင်မကွာဆောင်းရှောင်းနေတဲ့ဂျာကပင်ရုတ်တရက်ပျောက်သွားတာကြောင့်ယူကျုံမရဖြစ်နေခဲ့ပါတယ်။တာဖြစ်သူပုံလေးတွေကြည့်ရင်အရင်တော့ကမိသားစုတွေအတူပျော်ပါနေကြတာကိုတွေးပြီးလင်မယားနှစ်ယောက်လုံးခြေကွဲဝမ်းနေနေကြပါတယ်။ဒီလိုနဲ့ဒီနေ့မှာတော့နေသာအသားလေးကိုနာရီလက်ဆောင်ပေးခဲ့တဲ့ရေကန်လေးအနားကိုသွားရင်အသားလေးများပြန်တွေ့မလား ားဆိုတဲ့စိတ်လေးနဲ့မျှော်နေခဲ့ပါတယ်။ဒီလိုနဲ့ secret လေးကိုဖွာနေရင်စိတ်ဖြစ်ဖြောင်းနေတဲ့အခါမှာတော့နားထဲမှာအမျိုးသမီးတယောက်စူးစူးဝါးဝါးအော်တန်ကိုကြားလိုက်ရပါတယ်။သူလည်းဘာများဖြစ်မလဲဆိုပြီးအမျိုးသမီးကိုတွားခဲ့လိုက်တဲ့အခါမှာတော့အမျိုးသမီးက zombie တကောင်ဖြစ်ပြောင်းလဲသွားတော့နေတယောက်တော်တော်လေးအံ့ဩသွားခဲ့ပါတယ်။ virus ပိုကူးစက်ခံရတာကြောင့်အခုလိုအမျိုးသမီးဟာ zombie ဖြစ်ပြောင်းလဲသွားတာလို့ news ကထင်နေခဲ့ပါတယ်။ခဏနေတော့ zombie virus ကူးစက်ခံရတဲ့အမျိုးသမီးကို news တယောက်တနက်နေ့ပြစ်တတ်လိုက်ပါတော့တယ်။တကယ်တော့နေဟာ virus ပိုတွေကူးစက်မှာဆိုလို့တနက်နေ့ပြစ်လိုက်တာဖြစ်ပါတယ်။ဒီလို နဲ့နေစရာဟာတစ်မျိုးလုံးဇွန်ဘီတွေပြန့်နှံ့မှာကိုစိုးရင်တာကြောင့်အိမ်မြန်ပြန်ပြီးလှုပ်ရှားရှိတာတွေလောက်ကားကားနဲ့အပြင်ကိုအများဆုံးထွက်လာခဲ့ပါတော့တယ်မြို့တော်မှာလည်းဇွန်ဘီတွေတော်တော်လေးကိုပြန့်နှံ့နေပြီဖြစ်ပါတယ်ဖြစ်ချင်တော့မောင်းလာတဲ့ကားကလည်း gas ကုန်သွားပြီဖြစ်တာကြောင့်နှစ်ယောက်သားလမ်းစဉ်ရှောက်ရတော့မှာဖြစ်ပါတယ်ဒီလိုနဲ့မြို့နှံ့မှာပြန့်နေတဲ့ဇွန်ဘီတွေကိုရှောင်ရှားရင်းနေစရာအိမ်ပြန်လာခဲ့ကြပါတယ်အိမ်ရောက်လာတော့နေစကမိဖို့ကြောင့်နေမှာဟင်းချက်နေတဲ့အမျိုးသမီးစီသွားတော့အမျိုးသမီးဟာဇွန်ဘီတကောင်အဖြစ်ပြောင်းလဲပြီးသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်နေလေသူ့ကိုတိုက်ခိုက်ဖို့ကြိုးစားတာကြောင့်ချက်ချင်းပဲအမျိုးသမီးဖြစ်သူကိုတနက်နေ့ပြစ်တက်လိုက် ိုက်ပါတော့တယ်။နေစရောင်လေးလွရကျွရကိုထွက်ပြေးနေရင်တောင်ကမ်းမတစ်ခုကိုရောက်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ဘေးဘီကိုလှမ်းကြည့်လိုက်တော့ဘေးနားမှာပျောက်ဆုံးနေတဲ့တာဖြစ်သူပေါ်လာပါတော့တယ်။ဗန်လည်းရုတ်တရက်ဇွန်မီအဖြစ်ပြောင်းလဲသွားပြီးအဖေဖြစ်သူကိုတိုက်ခိုက်ပါတော့တယ်။ဗန်တွန်းချလိုက်တာကြောင့်နေစာတောင်ဆောင်အောက်ကိုပြုတ်ကျသွားပါတော့တယ်။ဒီလိုနဲ့နေစရောင်ပြေးလာရင်တနည်းအားကိုရောက်တော့ရဲတယောက်ကတနန်းနဲ့လှမ်းပစ်တာခံလိုက်ရပါတယ်။သူလည်းအဲ့တော့မှကားလေးကမှန်ကိုကြည့်လိုက်တော့နေတယောက်ဟာဇွန်မီအဖြစ်ပြောင်းလဲနေတာကိုတွေ့လိုက်ရပါတော့တယ်။တကယ်တော့သူဟာအရင်ကလေးကဇွန်မီအဖြစ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ဇွန်မီဖြစ်တဲ့ သူကတခြားတာမန်လူတွေကိုတနက်နေ့ပြစ်တတ်လိုက်တာဖြစ်ပါတယ်။အဲဒီတော့မှနေစရာကိုတွေးပြီးသူလူတက်ခဲ့တာတွေအတွက်အနောင်နာရနေခဲ့ပါတော့တယ်။